မြန်မာအသင်းစီးရီးယားကိုဘယ်လိုကစားမလဲပြီးခဲ့တဲ့ရက်ပိုင်းကပဲမြန်မာအသင်းဟာစီးရီးယားအသင်းကိုအဝေးကွန်းမှာငါးခုကိုမရှိဆိုတဲ့ရလဒ်နဲ့ရှုံးနေထားခဲ့တာပါအိုးစုပထမရရှိမှပဲအာရှဘလားခြေစပွဲနောက်တစ်စင်ကိုတက်ရောက်နိုင်မှာဖြစ်လို့စီးရီးယားအသင်းဟာမြန်မာအသင်းကိုညံ့ညာတတကစားနေမှာတော့မဟုတ်ပါဘူးမကစားလည်းမကစားခဲ့ပါဘူး sorry မြေမှာကြိုက်လွတ်လိုက်တာပဲကြည့်ပါဦးငါးခုကိုမရှိတဲ့ဒါကတက်ညာတာလုံးဝမရှိခဲ့ပါဘူးမြန်မာကရွှေခေငွေခေဆိုပြီးတပိုင်းလှခဲ့ပါတယ် ဒါပေမဲ့နောက်ပိုင်းမျိုးဆက်ရောက်လေရောက်လေပူဆိုးလေဖြစ်နေခဲ့ပါတယ်။နောက်ဆက်နှစ်နောက်ပိုင်းမြန်မာဟာထိုင်း BNN လေဘယ်တခုမရှိခဲ့ရင်တောင်မှဒုက္ခကောင်းကောင်းပေးနိုင်တဲ့အဆင့်ကိုရောက်ရှိခဲ့တာပါ။အင်ဒိုနီးရှားမလေးရှားတို့ကိုတွေ့ရင်ဒူတင်ကိုတင်မကပဲအသာစီးကစားနိုင်ခဲ့တယ်။အာဆီယံအသင်းကြီးစည်းရမ်းမှာထိုင်း BNN မြန်မာဆိုပြီးတော့ပါဝင်ခဲ့ပါတယ်။ကမ္ဘောဒီးယားလာအိုစင်ကာပူလောက်ဆို အသာအရာလေးကိုငယ်နိုင်မှာရှူဒိစိမ့်နဲ့ဖလားမရရင်တော့ ကွာတာဖိုင်နယ်၊စီမီဖိုင်နယ်၊ဘောလုံးပွဲတွေအထိကိုခြေဆတ်နိုင်ခဲ့တဲ့အသင်းတစ်သင်းမှာဒါပေမဲ့အခုခါမှာတော့ဘာလို့ဒီလိုအခြေအနေဆိုးတစ်ခုကိုမြန်မာအသင်းကရောက်ရှိသွားတာလဲတကယ်ကိုစဉ်းစားလို့မရအောင်ထိပါပဲတချိန်ကဘောလုံးပွဲခဏခဏရောက်ပြီးဖလားမရလို့လှည့်ပြန်ခဲ့ရတဲ့အဆင့်ကနေတပွဲလောက်ကို190နဲ့ကတ်နိုင်လောက်ပြီးပျော်ရတဲ့အဆင့်ကိုမြန်မာအသင်းကရောက်ရှိနေခဲ့ရတာပါစီးရီးယားနဲ့ပွဲကတော့မြန်မာအသင်းအနေဖြင့်မဖြစ်မနေကိုအနိုင်ကစားရမှာဖြစ်ပါတယ်။စီးရီးယား AFC Asian Cup Qualifier မှာ Group E တွင်၃ဝဲကစား၃ဝဲလုံးအနိုင်ရရှိထားခဲ့တဲ့အသင်းတစ်သင်းမှာယခုလာမည့်မြန်မာနယ်ပွဲသာဆက်လက်အနိုင်ရရှိပါကနောက်တစ်ဆင့်ကိုစီးရီးယားတဲ့လွတ်လွတ်ကျွတ်ကျွတ်နဲ့ကိုတက်ရောက်သွားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအခါသားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။